ခက်သက်သေးမှာပန်းလက်ပွင့်ရမယ်ဆိုင်းရလေ မခက်တဲ့အပင်ကိုပြပါဆိုရင်မမားလေးတွေကို ပြချင်ပါလေဒီကောင်မမဲလေးရီယာလေးကဆိုင်းရတာအရင်ကြီးတော့မခက်ဘူးပြီးရင်ပန်းလက်ခဏခဏပွင့်ပြီးရဲ့အထဲမှာပါပါလေဒါလေးကတော့ခြံထဲမှာကိုယ်တိုင်ပြူးထားတယ်နှစ်နှစ်သားအရွယ်မမားအပင်ပေါက်လေးဖြစ်ပါလေအိုးပြောင်းမဆိုင်ခင်မှာအမြင့်လေးတွေကိုပိုးရွှေရှင်းသွားလို့တေချာလေးစီကြောပြပါမယ် စိုက်တဲ့မြေကတော့ရေစင်းအထူးကောင်းမွန်ရပါမယ်ရေစင်းကောင်းဖို့အတွက်ကမြေဆွေးရပါလိုက်ရရောပါလေကဲ၍ပါလိုက်မသုံးဘူးဆိုရင်မီးတွေးသုံးလေးတွေကိုတိတိလေးလုပ်ပြီးတော့သုံးလို့ရပါလေပင်လေးကိုအလဲတဲတဲမှာတိချာလေးလှအောင်လို့ထည့်ပြီးတော့စိုက်ပါမယ်ပြီးရင်မြေကြီးကိုနည်းနည်းလေးအော်ပွားနေရလေးဖြီးပါမယ်အပေါ်အရင်မဖြီးနဲ့နော်ပြီးရင်တော့အပေါ်ကနေတော့ပင်လေးခင်းပါမယ်တော့ပင်ကအပင်လေးတွေမလှုပ်အောင်ရေ ရေပေးတဲ့အခါမှာအောက်ကမြေသားတွေအပင်မှာလာပြီးတော့မကတ်နေအောင်လို့ topping ခင်းရခြင်းဖြစ်ပါတယ်။စိုက်ပြီးပြီးချင်းအပင်ကိုရေမလောင်ရပါဘူး။နောက်ထပ်နှစ်ရက်သုံးရက်လောက်နေမှအမြင့်အားစင်းတဲ့ရေဖြော်ပြီးတော့လောင်ပေးပါ။နေရောင်ကြီးတဲ့ဒါရိုက်မထားပါနဲ့။အလင်းရောင်ရတဲ့နေရာမှာတိချာလေးထားပြီးပါ။ဒါလေးတွေကအခုလိုမျိုးပန်းလေးတွေလှလှလေးနဲ့ပွင့်ပြည့်ရဲ့မမလေးရမျိုးလေးဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ Bye bye ။